ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကို ရေးသားထားသူကတော့ PDF Insight Facebook page ပဲဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန် PDF Insight Facebook page အားကျွန်တော်ဒီနေရာက နေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှာချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဒေကင်းကျမ်းမှာကြောက်ပါစီဗျာ heroes，encore en jaune。 တက်ကိုဘလို့လဲထိုးမလဲအထွေထွေထိုးစစ်ကြီးဆင်နွှဲမယ်လို့အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ဖော်ပြောကြားလိုက်ပါတယ်တနိုင်ငံလုံးတော်ရုံမျိုးပါ အကြမ်းဖက်မှုတွေရဲ့ဆက်ဆက်လှုပ်ဆောင်နေတဲ့ဒီမိုကရေစီမလိုလားတဲ့နိုင်ငံတွေရဲ့အသက်ဆက်ပေးမှုကိုရရှိနေတဲ့မိသားကုန်ကန်ဒီဆက်အုပ်စုကိုဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေဘလို့နည်းနဲ့လဲထိုးအနိုင်ယူနိုင်မလဲ စစ်တပ်ချေမုံကြီးဘာတွေထည့်သွင်းစဉ်းစားဖို့လို့မလဲဘလို့ပြင်ဆင်ထားဖို့လို့မလဲလက်ရှိအချိန်နေမြန်မာနိုင်ငံစစ်ရေးလက်ရှိအချိန်တွေကိုကြည့်ရင်ကချင်ပြည်နယ်တွင်ဗမော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိပြီးအေရဝီမြစ်အခြေချမ်းတစ်ခုလုံးဤပါထိမ့်ချုပ်ထားပါလေရှမ်းမြောက်ဒေသမှာလာရှုံမျိုးဝမလွဲ၍ကြံမျိုးတွေအားလုံးကိုတအမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုကန်တပ်ဖွဲ့တို့ကထိန်ချုပ်ထားပါလေချင်းပြည်နယ်မှာဟာခါထန်တလန်တီးတိမ်မျိုးတို့သာကြံရှိတော့ပြီးကြံနယ်မြေအများစုကိုထိန်ချုပ်ထားပါလေရခိုင်ပြည်နယ်မျိုးနယ်18ခုအနက်14ခုကိုအရခတ်တပ်တော်ကသိမ်းယူထားပါလေကရင်နဲ့ကရင်ပြည်ဒေသတွေမှာလည်းနေဆက်ဒေသအများစုနဲ့မျိုးတချို့ကိုကရင်နေတော်လန်ရေးဖွဲ့တွေ ကရင်မျိုးသားစီယုံနဲ့ပြည်သူကာကွယ်ရေးတပ်မတော်တို့ကတိုက်ခိုက်ထိ ंछ ုံနိုင်နေပါလေ။တိုင်းရင်းသားနယ်မြေများစုမှာစစ်အုပ်စုရဲ့ထိ ंछ ုံမှုမရှိသလောက်ဖြစ်နေတာလက်ရှိအခြေအနေဖြစ်ပါလေ။ဒီလိုရရှိထားတဲ့ပြည်내ဒေသလွတ်မြောက်နယ်မြေတွေခိုင်မာစေရေးဟာတိုင်းဒေသတွေမှာရှိတဲ့စစ်တပ်အင်အားစုတွေအမြင့်ပြတ်ချိန်မုံခံရမှရရှိနိုင်မှာဖြစ်ပါလေ။ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ ပကဖအဖွဲ့တွေဟာမြေပြတ်ဒေသမျိုးတွေဖြစ်တဲ့ခမ်းပတ်ရွှေပြည်မော်လူးမျိုးတက်စင်ကူးတကောင်တပိတ်ကျင်းပင်လေဘူးနဲ့အင်းတော်မျိုးစုစုပေါင်းကိုမျိုးကို ထိမ့်ချုပ်ထားပါလေကောလင်းကနီ တပည့်နှထိုးကြီးမျိုးတွေကိုတော့မျိုးသိမ့်တိုက်ပွဲဆင်နွှဲပြီးပြန်လဲစုတ်ခွာထားပါလေစည်ရေးဖြစ်ပေါ်တိုးတက်မှုအနေနဲ့မကွေးတိုင်းအတွင်းကကောက်ပဆလက်နက်ဆက်ယုံတွေနာကို ော်လန်ရေးအင်အားစုတွေချိကပ်လာနိုင်သလိုအေယာဝရီတိုက်တွင်းကိုလည်းထိုးပေါက်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ကချင်ချင်းစကိုင်းရခိုင် မကွေးအေယာဝရီဆက်ဆက်နေမြေတလျှောက်ကြီးမားတဲ့ပျောက်ကြားနေမြေတရက်ကိုတော်လန်ရေးအင်အားစုတွေပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။တချိန်တည်းမှာကရင်နီကရင်မော်တနင်းလာဤဒေသတွေမှာလည်းရန်သူချေမုံရေးတွေကိုတုံးမြင့်လှုပ်ဆောင်နိုင်လာပါတယ်။စည်ရေးချိန်နေဖန်တီးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့တော်လှန်ရေးဖွဲ့တွေလက်ထက်ကို2025ခုနှစ်အတွင်းမှာတိတိတသာရောက်ရှိလာပါလေဒီအချိန်မှာစစ်တပ်ကိုဘယ်လိုနေရာမှာတိုက်မလဲဘယ်အချိန်မှာတိုက်မလဲကတော်လှန်ရေးအင်အားစုတွေက ဆုံးဖြတ်ရမယ့်အချိန်ဖြစ်လာပါလေတန်တူဟာခံစစ်နေထားကိုရောက်ရှိသွားပါလေလက်ရှိတင်းယူထားတဲ့မြို့တွေမြို့နယ်တွေနေမြေတွေကို မင်းအွန်လိုင်းစစ်တပ်ကပြန်လဲသိမ်းယူဖို့မပြောနဲ့တံပြန်ထိုးစစ်ဆင်နိုင်ခြင်းမရှိတာကဒီအချက်ကိုပြပါရယ်ဒီနယ်မြေတွေကို ချိမ့်ချောက်ဖို့စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုကိုသာတုံးပြပြီးလူမှုကိုကြမ်းဖက်တာပဲလောက်ဆောင်နိုင်ပါရယ်မြေပြန်နယ်မြေတွေမှာအဓိကရှိတဲ့ latest scan တွေစစ်လက်နက်စက်ရုံတွေကိုခြေမုံမို့နှောက်ရှက်ဖို့မဖြစ်မနေလိုအပ်လာတဲ့ဆိုတာအထက်ပါချက်ကပြသနေပါရယ် ဘယ်နေရာကိုတိုက်မလဲခန်းစစ်နေထရောက်သွားတဲ့စစ်အုပ်စုကိုပြည်သူကာဝေးရေးတပ်မတော်နဲ့တိုင်းရင်းသားတော်လှန်ရေးဖွဲ့တီးတီးကတိုက်စစ်ဖွင့်မှုလိုပါ रे ဒါမှရေးနေနေတဲ့ရန်သူပြန်လဲစုဖွဲ့အင်အားစုဆောင်းနိုင်ခြင်းမရှိချိန်မှာ အလဲထိုးနိုင်မှာဖြစ်ပါ रे ပထမ၃နှစ်မှာပျောက်ကြားစစ်နဲ့တနိုင်ငံလုံးအတိုင်းတာရန်သူကိုအထိနာအောင်လှုပ်ဆောင်နိုင်ခဲ့ပါ रे ။ ဒါဝိမဲ့တနိုင်ငံလုံးကွက်ပစ်ခင်းရေးမှာတချို့နေရာတွေကြန့်ရှိနေခဲ့ပါတယ်။အဓိကအားဖြင့်မကွေးပဲခူးအေယော်ရီနဲ့နေပြည်တော်နယ်မြေတွေဖြစ်ပါတယ်။2025ခုနှစ်အတွင်းမှာတော့မကွေးအေယော်ရီနယ်မြေတွေမှာတိုက်ခိုက်မှုတွေတိတိတသာပေါ်ထွက်လာပြီးဖြစ်ပါတယ်။ကွက်ပစ်ခင်းမဟာဗျူဟာရောက်တနိုင်ငံလုံးအတိုင်းတာနေရာလွတ်မကျန်အောင်ကွက်ပစ်လာတာကိုပြပါရတယ်။ဒီနည်းကိုဆက်လက်ကင်ဆယ်ထားမလား။ တခြားနီလန်းတွေတုံးမို့လို့မလားစဉ်းစားစရာရှိပါတယ်။နောက်တစ်ချက်ကလက်ရှိတိုက်ပွဲဟာစစ်ရေးတီးတန့်မဟုတ်ဘဲနိုင်ငံရေးနိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံတကာခြေနေစိတ်သက်စစ်စင်ရေးနဲ့မဟာဗျူဟာမြောက်ဆက်သွယ်ပြန်ကြားရေးလူခွင့်ရေးတွေနဲ့ရက်သားကာကွယ်စောင့်ရှောက်ရေးစီးပွားရေးစတဲ့နေပယ်ဆောင်မှာချိတ်ဆက်ပေါင်းဆက်ပြီးတိုက်ပွဲဝင်နေရတာပါ။ဆိုလိုတာစစ်ရေးတသက်မဟုတ်ဘဲ ကြံတဲ့ပယ်တွေနဲ့ချိန်ညှိလှုပ်ဆောင်မှုလိုပါတယ်။တရေရလှုပ်ဆောင်တဲ့အရာဟာကြံတဲ့ပယ်တရမှာစိုးကျိုးတက်အောင်နိုင်ရင်စိုးကျိုးကြီးမားနိုင်ရင်ရှောင်တဲ့ရင်လည်းရှောင်ရပါတယ်။တိုက်ခိုက်မှုတစ်ခုကြောင့်လူလူထိခိုက်များမယ်။ဥပမာလမ်းပန်းဆက်သွယ်ရေးကုန်တယ်ပို့ဆောင်ရေးထိခိုက်မှုနိုင်ငံရေးအရာကျိုးတက်အောင်မှုနည်းမယ်ဆိုရင်အဲ့ဒီလိုစစ်စင်ရေးမျိုးကိုရှောင်တဲ့ပါတယ်။တထိုးစစ်ပုံစံလား 1968ခုဇန်နဝါရီ30-31မှာစိုင်ကုံမြို့တော်ပါဝင်တောင်ပီယန်နန်တွေက ပြည်နယ်မြို့တော်44ခုအနည်း36ခုကိုမြောက်ပီယန်နန်နဲ့ဘီအကောင်တွေကတက်ထိုးစစ်ဖြစ်တက်ခိုက်ခဲ့ပါတယ်။တက်ထိုးစစ်မှာတောင်ပီယန်နန်တက်တွေနဲ့အမေရိကန်တက်တွေကိုအထိနာအောင်လုဆောင်နိုင်ခဲ့ပါတယ်။အလားတူပဲမြောက်ပီယန်နန်ဘက်ကအင်အား9000အုံပြူတဲ့အနည်းအများစုထိခိုက်ဆုံးရှုံးပြီးအထိနာခဲ့ပါတယ်။ ဒါပေမဲ့တောင်ပြင်းနယ်နိုင်ငံအတွင်းမှာရှိတဲ့မြို့ကြီးအလုံးကို တပြိုင်နက်တိုက်ခိုက်ပြီးဘီအကောင်းတွေနဲ့မြောက်ပြင်းနယ်ရဲ့စစ်ဆင်နိုင်မှုစွန့်ရည်ကိုပြသခဲ့ပါတယ်။ဒီစစ်ဆင်ရေးကြောင့်ဘီအကောင်းနဲ့မြောက်ပြင်းနယ်ဘက်မှာအထိနာခဲ့ပေမဲ့လေနိုင်ငံရေးအရာတာစီရခဲ့ပါတယ်။စစ်ကိုပြင်းပြင်းထန်ထန်တိုက်နိုင်နေတောင်ပြင်းနယ်နဲ့အမေရိကန်ဘက်ကစစ်ပွဲမှာအသာစီရမနေဘူးဆိုတဲ့သတင်းစကားကိုပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ဗီယက်နမ်စစ်ပွဲမှာအမေရိကန်တို့ဆုတ်ခွာပြီးတောင်ဗီယက်နမ်တို့ဆစ်ရှုံးခဲ့ပါတယ်။လက်ရှိထွေထွေထိုးစစ်မှာလည်းတက်ထိုးစစ်ပုံစံတနိုင်ငံလုံးအတိုင်းအတာနဲ့တိုက်မလာလို့စဉ်းစားစရာရှိပါတယ်။အဲ့ဒီလိုတိုက်စစ်ဖွင့်ရင် လူဝင်အားနေပါနေတဲ့စစ်တပ်ဖို့အကြီးအကျယ်ထိနာမှာဖြစ်ပါတယ်။အခိုင်အမာစခန်းတဲ့မြို့ကြီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပတ်ကောက်ဖာတွေတွားရောက်တိုက်ခိုက်ရခြင်းကိုရှောင်ပြီး စခန်းသေးတွေနဲ့စစ်ကူတွေရင်တန်းတွေကိုအဓိကထားတိုက်ခိုက်ရင်ကိုယ့်ဘက်ကထိခိုက်ဆုံးရှုံးမှုနဲ့မှဖြစ်တယ်လို့လူမှုကိုထိခိုက်မှုလည်းအ ਨੇ ဆုံးဖြစ်မှာပါလက်နက်ငယ်အများစုသာတက်ဆင်နိုင်သေးပြီးပျောက်ကြားလို့ရှားစစ်နဲ့ပုံမိုးရင်းနှီးတဲ့တော်လန်ရေးအင်အားစုတွေအတွက်အခုနီးကပိုပြီးအသာစီးရဖို့များပါတယ်တနိုင်ငံလုံးတိုက်တာထိုးစစ်ဆင်မှဖြစ်တဲ့အတွက်တိုက်ခိုက်ခံရတဲ့နေရောင်ကို ရန်သူကစစ်ကူပေးမလားစခန်းတွေချိန်မုံခံမလားဆိုတဲ့ရွေးစရာနှစ်ခုပဲရှိပါတယ်စစ်ကူပေးမယ်ဆိုရင်လေကျေပြန့်စွာ တက်ဖြန့်ထားတဲ့ PDF နဲ့ပကောက်ဖတွေကစစ်ကူရင်တန်းနဲ့စစ်ကြောင်းတွေကိုကြောက်ဖြတ်တိုက်ခိုက်နိုင်ပါလိမ့်မယ်ရန်သူအဓိကလက်နက်ဖြစ်တဲ့လေတပ်ဟာလေတနိုင်ငံလုံးထိုးစစ်အောင်မှာဘယ်နေရာကိုမှထိရောက်စွာလေကြောင်းပစ်ကူပေးနိုင်တော့မှာမဟုတ်ပါဘူးအခိုင်အမာခံစစ်နယ်တွေမြို့ပြတွေကိုတိုက်ရင်တော့ ရန်သူလေတက်ကပြစ်ကူပေးရင်အလွယ်တကူလုံနိုင်ပါလိမ့်မယ်။ဥပမာထီးကျိုင်ပမော်ပင်လေဘူး။အထွေထွေထိုးစစ်ကို BNN တက်ထိုးစစ်ကဲ့သို့ကျေပြန့်စွာတိုက်ချင်းအားဖြင့်ရန်သူလေတက်နဲ့စစ်အင်အားရဲ့အာသာချက်ကိုနှဲစေပြီး ပွင့်ဆကလေးကကိုယ့်ဘက်ကတာစီအချိန်ကနေစတင်တိုက်ခိုက်နိုင်ပါလိမ့်မယ်။မော်စကိုမြို့တိုက်ခိုက်ခြင်းပုံစံလားဆိုဖီယာပြည်တော်စုကိုဘာဘာရိုစာစစ်စင်ရေးနဲ့ နာဇီဂျာမနီကဒုတိယကမ္ဘာစစ်အတွင်းမှာဝင်တိုက်ခဲ့ပါတယ်။သစ်စင်ရေးဆောင်မှာဂျာမန်ထုတ်စစ်ကိုယ်တိုင်တတ်တတ်မတ်မတ်ရည်မှန်းချက်မရှိသေးပဲကျယ်ပြန့်တဲ့နေမြေတလျှောက်အသာစီးရနိုင်မဲ့နေရာကိုထိုးဖောက်တိုက်ခိုက်ခဲ့တဲ့အတွက်ဆိုဖီးယားဘက်ကခံစစ်ဆင်ရမယ့်နေရာတိတ်ချမတိပဲထိနာခဲ့ပါတယ်။နောက်ပိုင်းမှာမော်စကိုမြို့တော်နားကို ရောက်လာတဲ့ခါမှာဂျာမနီဘက်ကရွေးစရာနှစ်ခုရှိလာပါတယ်။မော်စကိုမြို့တော်ကိုတိုက်မလား တခြားနေရာကိုတိုက်မလားဆိုတဲ့နှစ်ချက်ပါမော်စကိုမြို့တော်ကိုတိုက်မယ်ဆိုရင် အနိုင်ရဝါကနိုင်ငံရေးအရာကျိုးမြတ်ကြီးနိုင်ပေမယ့်စစ်ရေးအရာစစ်ဆင်တိုက်ခိုက်မယ့်နေရာတိတာထင်ရှားသွားတဲ့အတွက်ဆိုဖီးယားဘက်ကခန့်စစ်ဆင်ရပိုလွယ်သွားပါလေတခြားသောနေရာတွေကိုဖြန့်ခွဲသွားတဲ့ရင်လှုပ်ရှားစစ်ကစားရတာပိုလွယ်ပြီးဂျာမနီဘက်ကတာစီ ပိုရနိုင်ခြေရှိခဲ့ပါလေမော်စကိုမြို့ကိုပဲတိုက်မယ်လို့ဟစ်တလာက ဆုံးဖြတ်ခဲ့ပြီး အာနာရှင်ဟစ်တလာရဲ့နောက်ဆုံးနေတွေရဲ့ပထမဆုံးခြေလှမ်းဖြစ်လာပါလေ။ပြည်တွေထုံးစစ်မှာလေတိတာထင်ရှားတဲ့မြို့နယ်မြေတိုင်းတစ်ခုခုမှာထုံးစစ်ဆင်ခြင်းဟာမော်စကိုမြို့တော်ကိုတိုက်ခိုက်ခြင်းဆိုတဲ့အချက်နဲ့ကန့်ညီနေမှာဖြစ်ပါလေ။ထုံးစစ်ကနဦးကာလမှာမတိတာသေးပေမဲ့ကာလတစ်ခုရှေ့ကျလာပြီးတဲ့နောက်ဥပမာထီးကျိုင်ဗမော်မှာထိုးစစ်ဥတီယာလမ်းကြောင်းကိုရန်သူကသိရှိလာတဲ့အတွက် ရန်သူဘက်ကခန့်စစ်ဆင်ရပုံမလွယ်ကူသွားမှာဖြစ်ပါလေ။နိုင်ရအားဖြင့်လက်နက်ကြီးနဲ့လေကြောင်းပစ်ကူမရှိတဲ့တပ်တွေကိုခတ်မာမာလေ့ကျင့်ထားခြင်းမရှိတဲ့တော်လိုင်းရေးဘက်ကအဲ့ဒီလိုခိုင်မာခန့်စစ်နယ်တွေဒေသတွေမြို့ပြတွေကိုထုတ်ဖောက်ရမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုများပါလိမ့်မယ်။စစ်တပ်ကိုအနံ့ယူခြင်းစစ်တပ်ကိုအနံ့ယူဖို့ဆိုရင် အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အတိုင်း အထွေထွေထိုးစစ်ဆင်နွှဲပြီးအကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးမှာစစ်ဆင်တိုက်ခိုက်ဖို့လိုပါလေ။အဲ့ဒီအတွက်လဲကာကွယ်ရေးဝန်ကြီးဌာနကကွက်ပြစ်ခင်းမဟာဗျူဟာကိုချမှတ်ထားပြီးဖြစ်ပါလေ။ဒီမဟာဗျူဟာရမကွေးပကုတ်အေယော်ရီရန်ကုန်နေပြည်တော်တို့မှာကွက်ပြစ်ခင်းလာနိုင်နေပြီဖြစ်ပါလေ။စကိုင်းမန်လီတိုင်းတနင်္သာရီတိုင်းနဲ့ကြံပြည်နယ်တွေမှာက ရန်သူကိုချင်မုန်းနိုင်မှုအားကောင်းပြီးဖြစ်ပါလေစစ်ချိန်မြင့်မို့လိုသေးတဲ့မကွေးပကို အေယော်ရီရန်ကုန်နေပြည်တော်ဒေသတွေမှာပါရန်သူစစ်ကြောင်းချင်မုန်းရေးအနေဆုံးအားဖြင့်ရန်သူရင်တန်းတဲ့စစ်ကူတွေကို အထိနာအောင်ဖြတ်တောက်ရေးတွေလှောက်ဆောင်နိုင်လာရင် ထိုးစစ်အတွက်ခြေနေကောင်းတွေပုံမုံရရှိလာမှာဖြစ်ပါလေအဲ့ဒီလိုတနိုင်ငံလုံးအတိုင်းအတာစစ်ရေးအသာစီရရှိမှုကိုဖန်တီးပြီးတဲ့နောက်မှာတိုင်းရင်းသားဒေသနဲ့မြေပြန့်ဒေသတွေမှာ ြည်သူကာကွယ်ရေးတပ်မတော်ပကဖတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတပြိုင်တည်းအထွေထွေ ထိုးစစ်ဆတင်လာရင်အကြမ်းဖက်စစ်တပ်ပြုတ်ကွဲသွားမှာဖြစ်ပါတယ်။လွတ်လပ်ရေးရရှိပြီးကလေးကအခုလိုထွေထွေ ထိုးစစ်မျိုးမြန်မာနိုင်ငံမှာမရှိသေးပဲလာတော့မဲ့ထွေထွေထိုးစစ်ဟာ Federal Democracy ပြည်တော်စုတည်ရဲ့ပထမဆုံးအုတ်မြစ်တွေတဲကတခုဖြစ်လာပါလိမ့်မယ်။ PDF Insight